မောင်တော်ဒေသမှာအစိုးရဌာနအဖွဲ့အစည်းတွေနဲ့လိုင်လျောညီထွေစွာပူးပေါင်းဆောင်ရွက်သူတွေသတင်းပေးတယ်လို့တန်တရားရှိသူတွေကိုချင်းချောက်တပ်ဖြတ်မှုဖမ်းဆီးခေါ်ဆောင်မှုတွေကြောင်းကျေးလက်တွေမှာအကြမ်းဖက်သမားများဝင်ထွက်သွားတာလည်းရှိပြီးရဲရွာဒေသတင်းငင်အေဂျင့်မှာစိုးရင်ပေါ်ရအခြေအနေရှိတယ်လို့မောင်တော်ဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ဂျားဖြတ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါအပြင်ရဲစခန်းတွေကယူဆောင်သွားတဲ့လက်နက်တွေဟာလည်းလက်ရှိအချိန်ထိ အကြံဖတ်သမားတွေရဲ့လက်ထဲမှာပဲရှိနေသလိုလက်လုံမိုင်းတွေကိုတိုးဝတ်ထားရမှာတင်းစီရမိခြင်းတွေရှိနေတာဟာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ချင်းချောက်မှုတွေဖြစ်ပေါ်နေပါတယ်။ရဲရွာတည်ငြိမ်အေဂျင်ရေးလုံခြုံရေးဒေသတွင်းရှိပြည်သူအလုံးစိတ်ချလုံခြုံစွာနေထိုင်သွားလာနိုင်ရတဲ့အချင်းယူဖော်ဆောင်ရမယ့်အခြေအနေရှိတယ်လို့အစိုးရခန်းစားမှဖော်ပြချက်ရသိရပါတယ်။မော်တော်ဒေသစုံစမ်းစစ်ဆေးကော်မရှင်ဂျားဖြတ်အစိုးရခန်းစားကိုဇန်နဝါရီလ3ရက်နေ့ညပိုင်းကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယုံ သတင်းထုတ်ပြန်ရေးကော်မတီကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာလက်ရှိမောင်းနှောဒေသထူးခြားဖြစ်စဉ်ဟာရခင်ဖြစ်စဉ်နေနဲ့မတူဘဲအကြမ်းဖက်အဖွဲ့အစည်းတွေကစနစ်တကျအချင်းယူဖွဲ့စည်းပြင်ဆင်မှုတွေပြုလုပ်ပြီးနိုင်ငံတော်ရဲ့အချုပ်ချအာဏာကိုထိပါတယ်အကြမ်းဖက်တိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါဖြစ်စဉ်ကိုဥဆောင်သူတွေကဒေသခံဘင်္ဂလီတွေရဲ့ရာသင်ရထားတဲ့အခွင့်အရေးတွေမရရှိဟုဆိုတဲ့ယူဆချက်တွေကိုအတုံးချပြီး နိုင်ငံတကာကအလေးထားအာရုံပြုလာအောင်အကွက်ကြကြဖန်တီးဖော်ဆောင်တဲ့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်မှာအော်တိုဘာလ9ရက်နေ့ကအမှတ်၁နေကြာဆောင်ရဲကုကယ်မှုအဖွဲ့ဌာနချုပ်ကြီးကမြင့်စကန်ကိုရံကောက်နေကြာဆောင်ရဲကင်စကန်နဲ့မခူရကင်စကန်တို့ကိုဗင်္ဂလီအကြမ်းဖက်တောင်းကျမ်းသူတွေကအကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နိုဝင်ဘာလ12ရက်နေ့နဲ့13ရက်နေ့တွေကမောင်တော်ဒေသမှာ လုံခြုံရေးဆောင်ရွက်နေတဲ့တက်မတော်သားတွေကိုဝင်းကလေးအကြမ်းဖက်တောင်းကျမ်းသူတွေကတိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်တွေကိုဖော်ပြထားပါတယ်။ဒါအပြင်မောင်တော်ဒေသအကြမ်းဖက်တိုက်ခတ်မှုဖြစ်စဉ်မှာ RSO အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတဲ့မောင်တော်ဒေသမှာလှုပ်ရှားနေတဲ့အကောင်မူမူဂျာဟီဒင်အဖွဲ့ရဲ့ဆောင်ရွက်ချက်တွေလူမှုကွန်ရက် Facebook ပေါ်မှာပြန့်နှံ့ခဲ့တဲ့အကြမ်းဖက်ဗီဒီယိုဖန်ကိစ္စတွေကိုလည်းဖော်ပြထားပါတယ်။ပြင်ပဆွဆွဲပြောဆိုမှုတွေပေါ်စစ်စစ်ချက်မှာလူမျိုးတုံးတပ်ဖြတ်မှုတွေမတွေ့ရှိရသလိုဘာသာရေးအရဖိနှိပ်ချုပ်ချယ်မှုတွေမရှိကြောင်း ရင်ကလေးကြီးရွာတွေမှာအာရမပြုခြင်းမှုတွေဥပဒေမဲ့ဖန်ဆင်းမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေမိရှုမှုတွေကျူးလွန်ကြောင်းဆွဆွဲချက်တွေကိုကော်မရှင်ကလေးထားစုံစမ်းစစ်ဆေးခဲ့ပါတယ်။အမျိုးသမီးတွေကိုအာရမပြုခြင်းမှုရှိကြောင်းသတင်းဖြစ်ပေါ်နေတဲ့အပေါ်ကော်မရှင်ကဒေသခံရွာသားတွေနဲ့အမျိုးသမီးတွေကိုနီလန်အမျိုးမျိုးနဲ့တွေ့ဆုံဆွေးနွေးမေးမြန်းရမှာလက်ရှိအချိန်ထိအရေးယူမှုများဆက်လက်ဆောင်ရွက်နေလောက်တဲ့အထောက်အထားနဲ့တည်တည်တွေမရှိသေးကြောင်းဂျာဖြတ်အစီရင်ခံစာမှာပါရှိပါတယ်။ ဆက်လက်ပြီးကော်မရှင်နေနဲ့မောင်တော်ဒေသဖြစ်စဉ်နဲ့ဆက်လင်းပြီးပဋိပက္ခဖြစ်စဉ်တွေရဲ့သဘောတဘာဝအရဥပဒေနဲ့မညီတဲ့ပြုလုပ်မှုတွေပါရှိလာနိုင်တဲ့အခြေအနေနဲ့ကောလာဟလသတင်းတွေဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုစီစစ်ဆောင်ရွက်ရရှိတယ်လို့ဖော်ပြထားပါတယ်။အဖွဲ့ဝင်73ပါဝင်ဖွဲ့စည်းထားတဲ့မောင်တော်ဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုနိုင်ငံတော်သမ္မတရောကဒီဇင်ဘာလ1ရက်နေ့ရက်စွဲနဲ့အမိန်ကြော်ညာစာအမှတ်89မြေဆောင်2016နဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။